ပြောရင်ကွာမောင်နှမညားတယ်မောင်မကွေမှာဒုတိယအကြီးဆုံးငငယ်လေးတာဆရာဝန်ရမ်းဖြစ်ချင်တယ်ဖြစ်ချင်တော့မိဘတွေကလည်းကြောင်းမထားပြေးနိုင်ဒါပေမဲ့ကြိုးစားရင်းနဲ့ကွာဖြစ်တယ်ဆိုတော့တူရင်းလို့ရှင်ပြောဆယ်တန်းကိုနှစ်နှစ်ကြာတတိယမြောက်မှာကျမကညချောင်းကနေအောင်နော်ဆယ်တန်းကုန်လို့သုံးနှစ်အောင်အောင်တဲ့အခါကျတော့စီးတက်ကလို့လည်းဝင်ခွင့်ရတယ်ဒါပေမဲ့ကြောင်းထားပြေးမဲ့မရှိဘူးပဲဆရာဝန်ဖြစ်ဖို့ပထမနှစ်မှာဟိုကုန်စင်းရောက်နေဒုတိယနှစ်ကျတော့မြေပဲကိုနှမ်းနေရတယ် တတိယနှစ်ကျတော့သမောပိုင်းမှာစေကန်းမှာစေရေးမှာညပိုင်းစေရေးမှာလုပ်ပြီးတော့ကျောင်းတက်တယ်နောက်ဆုံးနှစ်မှာအထူးကုဆရာဝန်ကြီးဥတည်ဦးကနေပြီးတော့အမအကျောင်းထားပြီးလို့ဆရာဝန်ဖြစ်တယ်အဲ့ဒီတော့ကျအမအပါဘဝနာတယ်ဆရာမကြီးကငါလိုမဖြစ်စေရဘူးဆိုတော့ကို့မှာရှိတဲ့ channel တိုက်တွေကားတွေညောင်းပြီးတော့စေရနာညကျောင်း6နှစ်ပွင့်တယ်စေရနာညကျောင်းကနေပြီးတော့စာသင်ပေးလိုက်တာခလေးပေါင်း165ရောက်အောင်လေကွယ်အောင်လေ7နှစ်ကြာပြီ9နှစ်ကြာပြီအောင် ောင်မီးပေမဲ့အခုနလူပေါ့ရခိုင်ပြည်မှာကွယ်မိဘတွေကနွမ်းပါတယ်သားသမီးတွေကိုကြောင်းထားဖို့အခက်အခဲရှိတယ်အဲ့တော့ဆရာမကြီးကငါလူမဖြစ်ရဘူးငါဟာချို့ချို့တက်တဲ့နေရလို့ခလေးဟိုစာအုပ်မကြိုးစားခဲ့နိုင်အဲ့တော့အခုဒီကြောင်းတက်မဲ့ကလေးတွေငါတက်နိုင်ကြလို့ကိုကြီးမဲဆိုတော့ဆရာမကြီးကဆုံးဖြတ်လိုက်တာ 2019ကနေစပြီးတော့ဆုံးဖြတ်လိုက်တော့ဒူရီယာကွာဆီယမ်မန်ကြီးရေလိုလောက်တာပြီးတော့လေးစားတော့ဆီယမ်မန်ကြီးကိုပတ်ဆိုင်နေရတူတယ်ဒီကလေးတွေကိုကြောင်းထားမယ်ဆိုလို့3000တောင်လို့3800လို့ပြုတယ်ဆီယမ်မန်ကြီးကလုံးဝလက်မခံဘူးလက်မခံဘူးနင်တို့တကယ်ကိုညီမသေးကြရင်စီးကြောင်းတက်တဲ့ကလေးဆိုရင်တယောက်ကိုတသိန်းဆီယမ်ဝင်ဖြစ်တဲ့ကြီးထောက်ပံ့အဲ့လိုမျိုးနဲ့လုံးလိုက်တော့အားလုံးကလည်းပုံစဖြစ်တော့အခုဆိုဆီယမ်မန်ကြီးမှာကလေးပေါင်း80နဲ့6ယောက်ရှိတယ်အဲ့ဥစားစေးတက်ကသူတက်တာ63ယောက်ပြီးရ9ယောက် နောက်နောက်ခါကျသွားဆရာဝန်က၄ယောက်အင်ဂျင်နီယာ၁ယောက်နောက်ဥပဒေက၁ယောက်နောက်တစ်ခါဒူနာပြည့်တက်ကသူက၂ယောက်အားနဲ့ပါသမီ86ယောက်ရှိပါတယ်နောက်၅နှစ်နေမကြာခင်ဆရာဝန်65 63ယောက်အမိရှင်းပါအယူကြီးပါဒါပေမဲ့ကျမဒီကလေး86ယောက်ရှိချင်းဟိုရဘဝနေနေပြောရင်ဟိုဆံဝင်ဖြစ်ကြတယ်ရကွာဆံဝင်မရှိတဲ့နေရာဆံဝင်ရှားတဲ့နေရာဘယ်သူမှမသွားခြင်းတဲ့နေရာကြီးဆံမကြီးရလျှောက်သွားတယ်နေပြည်တော်မှာဆိုရင်2000အနေ2013ခုထိ ကျန်မာရေးနေရတယ်။အဲ့ဒီကပြီးတော့ရခိုင်ပြည်ရဲ့ဟိုစပဏိပခတ်အရေးကြီးကြောင်2023ကနေ2023ခုအဲ့ဒီမှာသွားလုပ်တယ်။နောက်အဲ့ဒီမှာလုပ်တဲ့က MRCS မှာ volunteer လုပ်တယ်။လုပ်ရင်းနဲ့ပရဟိတတွေလုပ်။လုပ်တော့ဆရာမကြီးရောက်တဲ့အချိန်မှာတည့်တဲ့အချိန်စစ်ဘေးနဲ့နော်စစ်ဘေးရှောင်းနေနဲ့ဘုံကြီးเจ้าနေမှာတဲနေရအများကြီးရပြီ။အဲ့ဒါတွေလည်းဆရာမကြီးကလိုက်လုပ်တယ်။ရောက်တဲ့နေရာတိုင်းမှာပရဟိတလုပ်တယ်။သမီးတို့ကမှကြာမောခ။မောခတော့ကလည်းအဲ့ဒီလိုပဲ။ လုပ်တာပေါ့เนาะအဲ့တော့ကိုယ့်ရဲ့ idea အဲ့လိုပဲ parallel ဖြစ်လာပြီဆိုရင်မနေတတ်ဘူးပေါ့เนาะအခုလည်းအမှန်တိုင်းဆိုရင်ကွာကိုယ့်အသက်ရွယ်နေကွာအေးစေးနေရမယ်ဒါပေမဲ့ဒီလိုလေအာငလျင်လှုပ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်လူတွေဒုက္ခရောက်နေရဆိုသိတဲ့အခါကျတော့ကိုကနေပြီးတော့အဲ့ဒီနေရာတွေကိုတွားတယ်ကွာနော်ဥစ္စာဥမာဆိုလို့ရှိရင်ကျမတို့ကိုဘာလဲ site site သိပ်ပန်ဆိုရင် site သိပ်ပန်ကြောက်ဥမာပေါ့နော် site သိပ်ပန်မှာပြိုသွားတယ်ကြံခဲ့တယ်လူတွေဒုက္ခရောက်တယ်ဆိုရင်ကိုကအဲ့ဒီနေရာတွေတွားတယ်တွားပြီးရင်ဘာကူညီလို့လဲ လိုတယ်ဆိုရင်အဲ့လိုမျိုးချိတ်ဆက်တာပေါ့ကိုကပတ်စံအဲ့လောက်မချမ်းသာတော့သူများတွေပတ်စံတွေနဲ့လှူနေတာတွေ့ရအဲ့လိုကိုမလှူနိုင်ဘူးကိုယ့်ရဲ့ပညာနဲ့ဘယ်နားမှာကျမ်းမာရေးလို့လဲဘယ်နားမှာဘာလို့အဲ့လိုချိတ်ဆက်ချိတ်ဆက်ချိတ်ဆက်ပြီးတော့ဆရာမကြီးကကူးနေနေတာအဲ့နဲ့အခုလည်းအလိုတော်ကြီးဒါပုံမုံတို့လာတော့ဆရာတော်တို့နဲ့ကမောင်နှမလူဖြစ်တာအဲ့မှာ Facebook မှာတွေ့လိုက်တာဆရာတော်တို့လာလှူမယ်ဒီမှာလာလှူမယ်ဆိုအဲ့တဲ့တင်ကြတာနဲ့အမပုံမုံစီဖုံးဆက်တာပုံမုံရဲ့ပြင်နိုင်ရင်ဒီမှာပေါ့နော်ဒုက္ခရောက်တဲ့နေရာလေးတွေလည်းရှိတယ်တပည့်တော်ရှာထားပါမယ်အဲ့ဒါလေးတွေလည်း ဆရာမဆရာမအခုလက်ရှိလုပ်တဲ့ brighter ပြောပြလားသာသမီဘယ်နှယောက်ရှိရောလို့အပြိုကြီးအပြိုကြီးဒါမဲ့သူသာသမီဆရာဝန်လောင်းသာသမီရေမွေးထုတ်တာအခမဲ့စာတင်ပေးရဲ့အခမဲ့ဆရာမများတယ်ကောင်မကွေမှာဒုတိယအကြီးဆုံးငငယ်လေးတာဆရာဝန်ရမ်းဖြစ်ချင်တယ်ချင်းချင်တော့မိဘတွေကလည်းကြောင်းမထားပြီးနိုင်ဒါမဲ့ကြိုးစားရင်းနဲ့ကွာဖြစ်တယ်ဆိုတော့တူရင်းလို့ရှင်ပြောဆယ်တန်းကိုနှစ်နှစ်ကြာနှစ်နှစ်ကြာပြီးတော့တတိယမြောက်မှာဒီမှာညချောင်းကနေအောင်နော်ဆယ်တန်းကုန်သူသုံးနှစ်အောင် ောင်းတဲ့အခါကျတော့ဈေးတက်ကလို့လည်းဝင်ခွင့်ရတယ်ဒါပေမဲ့ကြောင်းထားပြီးမဲ့မရှိဘူးကွယ်မရှိတဲ့အခါကျတော့အမေဘေးကတော့ခွင့်ပြုတယ်အဲ့တော့အလှူရှင်လည်းမရှိဘူးအဲ့အဲ့ဒီအတွက်ကြောင့်ဆရာဝန်ပြုဖို့ပထမနှစ်မှာဟိုကုံစိမ်းရောင်းတယ်ဒုတိယနှစ်ကျတော့မြေဘေးကိုနှမ်းမြင့်ရောင်းတယ်တတိယနှစ်ကျတော့သမဝိုင်မှာဈေးကန်းမှာဆေးရီးမှာညပိုင်းဆေးရီးမှာလုပ်ပြီးတော့ကြောင်းတက်တယ်နောက်ဆုံးနှစ်မှာအထူးကုဆရာဝန်ကြီးဥတင်ဦးကနေပြီးတော့အမအကိုကြောင်းထားပြီးလို့ဆရာဝန်ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အမကဘဝနာတယ်နာတဲ့အခါကျတော့ရခိုင်ပြည်ရောက်သွားတဲ့အခါစိုက်တန်းနှစ်နှစ်ကြာတဲ့ကလေးတွေအများကြီးလေး အဲ့ဒီအတွက်ကြောင့်ဆရာမကြီးကငါလူမဖြစ်စေရဘူးဆိုတော့ကို့မှာရှိတဲ့ channel တိုက်တွေကနေနောက်ပြီးတော့စေရနာညချောင်း6နှစ်ဖွင့်ခဲ့ဖွင့်ပြီးတော့အဲ့ဒီအဲ့ဒီအဲ့ဒီစေရနာညချောင်းကနေပြီးတော့စာတင်ပေးလိုက်တာ ခလေးပေါင်း165ရောက်အောင်နေကွယ်အောင်နေ7နှစ်ကြာပြီ9နှစ်ကြာပြီအောင်အောင်ပြီပေမဲ့အခုနလူပေါ်ရခိုင်ပြည်မှာကွယ်မိဘတွေကနွမ်းပါတယ်သားသမီးတွေကိုကြောင်းထားဖို့အခက်အခဲရှိတယ်အဲ့တော့ဆရာမကြီးကငါလူမဖြစ်ရဘူး ငါဟာချို့ချို့တက်တက်နေရလို့ကလေးဟိုစာဝမကြိုးစားခဲ့နိုင်အဲ့တော့အခုဒီကြောင်းတက်မဲ့ကလေးတွေငါတက်နိုင်တယ်လို့ကိုကြီးမဲဆိုတော့ဆရာမကြီးကဆုံးဖြတ်လိုက်တာ2019ကနေစပြီးတော့ဆုံးဖြတ်လိုက်တော့လူတွေကကွာဆရာမကြီးဒီလိုလုပ်တာပြီးတော့လေးစားတော့ဆရာမကြီးကိုပတ်စံနေလာတွေ့တယ်ဒီကလေးတွေကိုကြောင်းထားမယ်ဆိုလို့3000လောက်3800လောက်ပြုတ်တယ်ဆရာမကြီးကလုံးဝလက်မခံဘူးလက်မခံဘူးနင်တို့တကယ်ကိုကြီးမသေးကြရင်စေးကြောင်းတက်တက်ကလေးဆိုရင်တယောက်ကို3000ဆရာဝန်ဖြစ်တဲ့ကြီးထောက်ပံ့အဲ့လိုမျိုးနဲ့လုံးလိုက်တော့အားလုံးကလည်း ပုံစံဖြစ်တော့အခုဆိုဆီယမ်မန်ကြီးမှာခလေးပေါင်း80နဲ့6ယောက်ရှိတယ်။အဲ့ဒီဥစ္စာစေးတက်ကသူတက်တာ63ယောက်နော်။ဘီရီယာ9ယောက်နော်နောက်တစ်ခါကျသွားဆရာဝန်က4ယောက်အင်ဂျင်နီယာ1ယောက်နောက်ဥပဒေယာ1ယောက်နောက်တစ်ခါဒူနာပြူတက်ကသူက2ယောက်အားနဲ့သားသမီး86ယောက်ရှိပါတယ်။နောက်9နှစ်နေမကြခင်ဆရာဝန်65ယောက်အမေဖြစ်မှာအပြူကြီးပါဒါပေမဲ့ကျမဒီခလေး86ရောက်ရှိချေဆီယမ်မကြီးရဲ့မာကြီးလေးကိုတော့ ဒီလိုရင်ဆရာဝန်လောင်း60နဲ့300ရှိတယ်။အဲ့ကလေးတွေကဘယ်တင်ကြရအစပြီးတော့ဆရာမကြီးကစောင့်ချောက်ကြတယ်ဆိုရင်2019 2020အဲ့ဒီတော့ရှိရအဲ့ဒီကပြီးရင်2020ကျင်း2020ကျင်းအဲ့ဒီကပြီးရင်2020ကျင်း2025အဲ့တော့ဒီကရိုးရိုးကုံလုံးဝတ်ထားတဲ့အထဲမှာတော့သားသမီးတွေအထဲမှာ B တွေက9ယောက်ရှိတယ်နောက်တစ်ခါ ဟိုတူနာပြီးတော့နှစ်ယောက်ရှိတယ်အင်ဂျင်နီယာတစ်ယောက်ရှိတယ်အဲ့ဒီရခိုင်ပြည်မှာနေခဲ့တော့2015ကနေပြီးတော့2019အထိကျမငါးနှစ်တည်တည်စီရနာညကြောင်းဖွင့်ခဲ့တာပါဟုတ်ကဲ့အဲ့တော့လေခလေးတွေပတ်စံတရားမှမပေးရဘူးအဲ့ဒါလေညီမလေးရဲ့ပုံဝင်နေလေးပြောရင်အမကရခိုင်ပြည်ကိုကိုယ့်ရဲ့ဟိုလူမျိုးတွေစိတ်ခုဖို့သွားခြင်းတော့ကျမမှာရှိတဲ့တိုက်ခန်းတိုက်ကိုရောင်းနေကလောကတိုက်ကိုရောင်းတော့350ပိုက်ပြီးတော့သွားတာသွားပြီးတော့ကျမကလှုပ်လှုပ်တဲ့အခါကျအမျိုးသမီးရာလေးကြီးနေတယ် ကျမကအဲ့ဒီ2015ခုမှာရခိုင်ပြည်နယ်တပြည်နယ်လုံးတွေအမျိုးသမီးစွမ်းဆောင်ရှင်စုပေးတာပြီးတဲ့အခါကျတော့ဆရာမကြီးကိုကျန်တဲ့စုတွေပြီးတော့ကျမမြည်ဘူးကျမညာချောင်းဝဲဖွင့်နေတယ်အဲ့ဒါကိုခွင့်ပြုဆိုတာအဲ့ဒါခွင့်ပြုလိုက်တာအဲ့ဒါနဲ့အခမဲ့ဘုချုံမောင်မောင်လက်ထက်မှာပေါ့ကျမခွင့်ခဲ့တာသင်ပေးတဲ့ဆရာကြီးကလည်းပတ်စံညာတော့မြည်ဘူးအားလုံးအဲ့ဒါမြည်နော် ဟိုဘောဘရိတ်တာလည်းစိတ်ကူတယ်တိလာရှင်ကြောင်းလည်းစိတ်ကူတယ်နောက်က ABC ကမိဘမဲ့ရင်းလည်းကူလက်လက်ရှိစိတ်ကူတာအခမဲ့ပဲဟုတ်ပြီပတ်ဆိုင်ရမယူရနဲ့စိတ်ကူတာ14နှစ်ရှိပြီဟုတ်ကမအဖွဲ့စည်းနဲ့လှုပ်တာလည်းမဟုတ်ဘူးဖောင်ဒေးရှင်းနဲ့လှုပ်တာလည်းမဟုတ်ဘူးတကူတော့ကိုကိုဟာကိုရှိရလေးညီလေးတွေဖြာလေးဝယ်တာပါသနာပါတော့လေလူရဲဆိုသွားရောက်လိုက်ပြန်ပြီလူရဲဆိုသွားရောက်အခုပဲညီမလေးရဲ့ဒါတော့ပီတိပေါအောင်ပြောတာပါအခုခင်မာဒီဝင်ကြောင်းကြီးပြိုတယ်ကွယ်အဲ့ဒီကကြောင်းထိုင်စရာတော့ကြီးထိုင်နေတစ်ခါကြောင်းကြီးပြိုကြပါတယ် ပြိုကျသွားတော့ဒီဆရာတော်ညီဖို့အတွက်ရေးတကြီးပြိုတာတထက်တိုက်ဆရာတော်ညီဖို့ဥစ္စာကြီးအော်အမကဒီဆရာတော်အမအတွက်ကျေးဇူးရှိတယ်ဆိုအမညာလေးရင်ဆုံးဖြတ်ပြီးတော့ဆရာတော်ညီဖို့ဒီတထက်ကြောင်းလေးဖောက်မယ်ဆိုရင်ဘယ်လောက်လဲဆို300 300တော့မတက်နိုင်900လောက်ဆိုရမှာဟာရတယ်ဆရာတော်ပုပ်ပလီလေးကမြေဘက်ကိုရောင်းပြီးတော့ဆရာတော်ကြောင်းဆောင်ပေးပါပါအခုလေမိဘတွေပတ်စံမတက်နိုင်ဘူးကွယ်ရှင်မပြူနိုင်ဘူးကွယ်အဲ့ကလေးတွေရှင်ပြူပေးလာတာရှင်ပေါင်း250ရှိနော်တိလာရှင်အပားတရာရှိဘူး နောက်တစ်ခုကဆရာမယီတို့ဟိုဆက်ပါလူတွေကအားလုံးဗုဒ္ဓဘာသာဆိုတော့အမဆင်းတူတော့နော်ပန်းပေါင်းဖရာလေးတွေတူတာ140နဲ့50နဲ့နှစ်စုရှိနော်အဲ့ဒါတွေအကုန်လုပ်ထားတယ်ပေါ့နော်နောက်ပြီးတော့ခုနလူပေါ့အမရဲ့သဘောကကွာဒီခုနချွတ်တဲ့ကလေးတွေကိုတတ်နိုင်ဆုံးလုပ်ပြီးရဲဆိုတာလေဒီကလေးတွေရဲ့ဘဝဟိုအရန်ချစ်ဖို့ကောင်းတာဒီကျမသားလေးစနေနေ့တိုင်းကျမစီဖုန်ဆက်ရတယ်ကျမကသူတို့ကိုဖုန်ဆက်တယ်သူတို့မှဆက်တဲမှရှိလေအဲ့လိုမျိုးလုပ်တယ်လုပ်ပြီးတော့ကလေးတွေကကျမကို ်ဟိုင်စနီနေ့ဖုန်းဆက်တိုင်းကတော့ရကတော့တယ်ဆိုတာဂျန်တာနဲ့မဟုတ်ဘူးเนาะကြည်ကြည်ရေเนาะသားတို့ဒီကာယကံဝစီကံမနောကံနဲ့ပြစ်မခံသားတို့သမီးတို့ခွင့်လွတ်ပါဆိုတာเนาะကတော့တော့ကျွန်မသားသမီးတွေကျွန်မပြောရဲငါအသက်က80ကျော်ပြီနင်တို့ဆရာဝန်ဖြစ်လာမှငါ့ကိုပြုစုဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့သားတို့သမီးတို့အခုကတည်းကကြည်ကြည်ကိုကတော့တလားကိုတထောင်เนาะအာကြည်ကြည်ကိုကတော့ဆိုသူတို့တလားတထောင်ပြီးတယ်အဲ့ပေးတယ်မဟုတ်ဘူးသူတို့ကုသိုလ်ရအောင်အမရဲ့ပင်စင်နဲ့ဖန်လေးလောက်ထားတာအပြန်ထည့် အဲ့တခုနောက်တစ်ခုကပါလဲဆိုသူတို့ငါ့ကိုကျေးဇူးဆက်ခိုင်းနေပါလဲဆိုជីတိအပြူကြီးနော်သားသမီးမရှိဘူးရှင်ပြုတ်ဖို့မရှိအဲ့တော့သားတို့သမီးတို့ជីတိကိုတကယ်ချင်းရှင်ပြုတ်ပေးစမ်းကျမသားရင်ရှင်ပြုတ်ပေးမယ်လားအဲ့ဒီရှင်ကအကုန်လုံး90နဲ့လီပါအလိုတော်ပြည့်ကြောင်းပါပဲပြုတ်ပါပါအမှန်ဒီနှစ်မှာပြုဖို့ကအချိန်ကြီးတော့မပြုလိုက်နိုင်ဘူး2026တင်းကျွကြရင်သားရီ94ယောက်ကိုရှင်94ပါပြုပေးမှာပါအမရဲ့လုပ်တဲ့ပရာဟိတာကတော့အမအနေနဲ့ကပရာဟိတာလို့ ဘောမထားကိုယ်ခံရချက်ကလေငါလုတ်ပြီးမယ်ငါတတ်နိုင်တယ်လို့ပယ်ပြီးမယ်เนาะဘယ်သူ့ဘောမှာဒုက္ခမရောက်စေချင်ဘူးသမီးရယ်ဘာလဲဆိုရင်ပရာဟိတာလူကငါပတ်စံမလောက်ချဲ့အောင်ပါညာပါညာဆိုရင်သူတွေကမျိုးမျိုးနေတယောက်နဲ့တယောက်စိတ်တက်ခြင်းမတူဘူးနောက်ကျမအပြောမခံနိုင်တချို့တွေကရှိတယ်လीပတ်စံလေးနည်းနည်းပြီးတော့လုံနိုင်မှာပေါ့ငါတို့ပတ်စံပြီးထားတာကိုဆိုပြီးတော့ပြောတဲ့ပြောလည်းမခံနိုင်ဘူးเนาะနောက်ပြီးတော့တချို့ကရှိတယ်လीပတ်စံထဲကနည်းနည်းกว่าမသိငါတို့ဘလောက်ချဲ့ဆိုင်ရင်တရားကြည့်မယ်ပါညာအဲ့လိုလေချစ်မခံဘူး ဲ့တော့ကျမနေနေတာကျမခိုင်နေကျမနိုင်ကြလောက်လုပ်မယ်နော်ဘာလုံးမဆိုလေလူပြောက်ကိုကူညီလိုက်တယ်လုံလိုက်တယ်ဆိုတော့လေသမီးရဲ့အဲ့ဒါပရဟိတခေါ်တာပဲနော်မြတ်စွာဘုရားကိုယ်တိုင်ပြောထားတာလေနီးနော်ဘာလို့မဆိုနော်ကိုဂျိုးမဖက်သူများအတွက်လုပ်မယ်အနည်းနာခံပြီးတော့လုပ်မယ်ဆိုရင်အဲ့ဒါပရဟိတလေအဲ့ဒါပရဟိတစိတ်